ော့ channel မှာဗီဒီယိုတွေတင်ပြီးလို့ YouTube ကသတ်မှတ်ချက်တွေပြည့်ပြီးသွားတဲ့အခါမှာတော့ monetization ပွင့်လာပါတယ်။ပြောချင်တာကကို့ channel ကနေငွေဝင်တော့မယ်ဆိုတဲ့သဘောပါ။ဘယ်လိုသိနိုင်မလဲဆိုတော့ YouTube ကိုတွားလိုက်ပါ။ View channel နဲ့ကို့ channel ကိုဝင်ပါ။ YouTube Studio ကိုတွားပါ။အဲ့ဒီကမှ N ဆိုတာကိုနှိပ်လိုက်ပါ။ ဒီမှာဆိုရင်တော့ကျွန်တော်ကဘာမှမတင်ထားရသေးတော့ဒီအတန်းမရှိဘူးပေါ့နော်ဒီမှာ eligible ကိုနှိပ်ထားလိုက်မယ်ဆိုလို့ရှိရင်တော့အဲကို channel ကနေငွေဝင်တော့မဲ့အခါမျိုးမှာငွေတွေရတော့မဲ့အခါမျိုးမှာဆိုရင်သူကနူတီတက်ပေးပါတယ်မိတ်ဆွေ channel ကငွေဝင်နေပြီငွေစားရတော့မယ်ဆိုလို့ရှိရင်တော့ခုပြထားသလိုမျိုးလေးပေါ်ပါတယ်အဲအဲ့ခါကျလို့ရှိရင်တော့ဒါကိုနှိပ်လိုက်တာ ਨੇ ရပါပြီ channel ကရတဲ့ငွေတွေကိုထုတ်ဖို့အတွက်က Google AdSense account ခွင့်ထားဖို့လိုပါတယ်။ Google မှာအခုလိုရရှာလိုက်ပါ။ပေါ်လာရင်အမ်ကျွန်တော်ကတော့ဒီ link ကိုပဲဝင်လိုက်ပါတယ်။အဲ့ဒီမှာ သူကတော့ငွေထုတ်ဖို့ SS account အသုံးတဲ့ပုံအကြောင်းတွေကိုပြပြပေးထားပါတယ်။ Sign up ကိုနှိပ်လိုက်ပါ။ကို Gmail အကောင့်ကိုရွေးခိုင်းပါတယ်။ Channel ချိန်ထားတဲ့ mail ကိုပဲရွေးလိုက်ပါ။အဒီလိုပေါ်လာပါမယ်။ ပေးမန်းဟာ under information မှာကိုအချက်လက်တွေကိုသွားဖြည့်ရပါမယ်။ကိုမှာ website မရှိတာမို့လို့ဒါကိုရွေးမယ်။ individual account အနေနဲ့ပဲဖွင့်ပါမယ်။ကိုနာမည်ရင်းလိပ်စာအပြည့်စုံထည့်ရပါမယ်။ကိုကမြန်မာမှာဆိုလို့ရှင်တော့ monetization ကမပွင့်တာမို့လို့အတိမိတ်ဆွေရှိမယ်။နိုင်ငံတစ်ခုကလိပ်စာကိုထည့်ရပါမယ်။နိုင်ငံရဲ့လိပ်စာကလည်းအပြည့်စုံ ဖြည့်ရပါမယ်။ ဒီမှာဆိုလို့ရှိရင်တော့သူက postal code ပါထည့်ခိုင်းပါတယ်။ဖုန်းနံပါတ်ကိုလည်းအဲ့ဒီနိုင်ငံကဖုန်းဖြည့်ရပါမယ်။ထည့်ပြီးနေလိုက်တဲ့အခါမှာတော့သူကဖုန်းနံပါတ်တိကျအောင်လို့ verify လုပ်ခိုင်းပါတယ်။ကိုယ်ပဲ SMS ပို့ခိုင်းလိုက်ပြီးတော့အဲ့ဒီနိုင်ငံခြားဖုန်းနံပါတ်စီရောက်လာမဲ့ကုတ်ကိုဒီမှာဖြည့်ပြီးတော့နေလိုက်ပါ။စိတ်ချရအောင်လို့သူ့မှာ ID verify လုပ်ခိုင်းထားလိုက်တာတော့အကောင်းဆုံးပါပဲ။ အခုဆိုရင်တော့ကိုပိုင် Google Essence account ဖန်တီးပြီးသွားပါပြီ။မကြခင်မှာကိုမီးကို Google ဘက်ကနေအခုလိုပြန်ပို့လာပါလိမ့်မယ်။ပြောထားတာကတော့ကို Google Essence account ကိုသူတို့ approve ပေးလိုက်ပါပြီ။အဲကို video တွေမှာဝင်တဲ့အပြင်အကြော်ညာတွေကနေပြီးတော့ဝေရှာနိုင်ပြီလို့ပြောထားတာပါ။ကဲဒီလိုဆိုလို့ရှိရင်တော့မိတ်ဆွေလည်းကို channel အတွက်ကိုတိုင် Google Essence account ဖန်တီးကြည့်လိုက်ပါအပြည့်ရင်တော့အချိန်လေးကို comment မှာပြောပြထားတယ်နော် ယခုဗီဒီယိုကိုလည်း like နေပြီးတော့အားပေးခဲ့ပါ